ဒီအဒီလက်ကချယ်ဆီတင်းရဲ့နံပါတ်6ချိန်စာကိုခြေဖြစ်ပြနိုင်မလားအမွေဆက်ခံသွားမလားအားလုံးပါမင်းတော်ပါဘာမစ်စပရူလိုင်းကလည်းပြန်လဲချိုးဆိုလိုက်ပါတယ်ဒီစီဇန်လေးကတော့ဒီယာဒီမှာချယ်ဆီတင်းကိုပြောင်းရွှေ့လာကြတဲ့ဇာတ်မားအစ်တီရဲ့အကြောင်းကိုကျွန်တော်လက်လန်းမိတယ်လို့စူးစီးပြီးတော့တင်ပြနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီကနေ့မှာပြောပြပေးခြင်းတဲ့ဇာတ်မားကတော့လီယန်ဒီလက်ဖြစ်ပါတယ် လီယန်ဒီလာကို2003ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအင်္ဂလန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဝက်ချက်စတာမြို့မှာဝေဖားခဲ့တယ်။သူကဘောလုံးမျိုးမျိုးရှိတယ်လို့ပြောရမယ်။သူ့ရဲ့အဖေကရိုရီဒီလက်ဖြစ်ပြီးတော့ကျွန်တော်တို့ throw ball ပေါ့နော်လောင် throw ball တွေ stoke city ကပြစ်တဲ့ပုံစံမျိုးတွေအဲ့လိုမျိုးဟာ ਨੇ နာမည်ကြီးခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်။ လီယန်ဒီလိုက်ရဲ့ငယ်ဘဝကစားသမားအစကတော့ဒါဘီကောင်တီအကယ်ဒမီမှာစတင်ခဲ့ပြီးတော့2019ခုနှစ်မှာတော့မန်ချက်စတာစီးတီးကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာစီးတီးလူငယ်အသင်းရဲ့လူတောက်ပလာတဲ့ကစားသမားတယောက်လို့ပြောလို့ရတယ်။2020-21ဘောလုံးရာသီမှာမန်ချက်စတာစီးတီးအသင်းနဲ့အတူ ပွဲပေါင်း20မှာ24ဂိုးအထိသွင်းယူခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါဟာသူ့အတွက် Premier League League 2မှာစံချိန်ပြင်ရတဲ့အောင်မြင်မှုတစ်ခုလို့လည်းပြောနိုင်ပါတယ်။ဂျာထဲမှာတော့သူ Stoke City တို့ Bristol Norton တို့ Hull City တို့ဒီလိုမျိုးအသင်းတွေကိုအနှားထွက်ပြီးတော့ကစားခဲ့တာမျိုးတွေတော့ရှိတယ်။အဲ့ဒီကမှတစင်သူကကျွန်တော်တို့ Ipswich Town အသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။မနစ်က2024-25ရာသီမှာအစ်ဆွတ်တောင်အသင်းကတန်းစင်းသွားခဲ့ရပေမဲ့လို့လည်း လီယန်ဒီလက်ဟာ19ဂိုးအထိပေးယူခဲ့တယ်ပြီးတော့ဒီလူငယ်ကစားသမားပေါ့နော်ယန်ပလေယာအော့ဖ်ဒယ်နီယောစကားရင်စင်းမှာလည်းပါဝင်ခဲ့ပါလို့ဒီလိုမျိုးတောက်ပတဲ့ခြေစွန်းနေပြီးတော့အန်ဆိုမာရက်စကာရဲ့တပည့်ဟောင်းဖြစ်တယ်ပြီးတော့မန်ချက်စတာစီးတီးအီလိုက်စကွက်ကနေထွက်လာတယ်ဒီလိုအချက်တွေဒီလိုအချက်တွေကြောင့်ကျွန်တော်တို့ရဲ့ Chelsea အသင်းကိုလီယန်ဒီလက်ဟာပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ် Chelsea တဲ့မှာသူ့ရဲ့ ကစားပေါ်ဟောင်းနေဖြစ်တဲ့ကိုပါမလည်းရှိတယ်ကျွန်တော်တို့တူဆင်လည်းရှိတယ်ပြီးတော့ gifting လည်းရှိတယ်သူတို့တပွဲလိုက်ကြည့်ပေါ့ကျန်နေတာဆိုလို့ Morgan Roger တယောက်ပဲရှိတယ်လို့တော့ပြောလို့ရပါတယ်သူရဲ့ကစားသမားဘဝလက်ရှိသူဖြတ်တန်း goal တွင်းခဲ့တဲ့အနေထားလေးကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Man City United သုံးအသင်းမှာတော့သူအတောက်ပဆုံးပေါ့ဗျာ2020 2021ရာသီ Premier League 2မှာပွဲ20မှာ ကျွန်တော်24ဝတ်ထူပေးခဲ့တယ်ဒါဟာတပွဲတကိုးတောင်ကျွန်တော်တို့ကြော်ရဲလို့ပြောလို့ရတယ်ပြီးတော့သူအငှားသွားစားခဲ့တဲ့ဟာစီတီအသင်းမှာကျွန်တော်တို့30ပွဲမှာ8ဂိုးသွင်းခဲ့တယ်မနစ်ကအစ်ဆွတ်တောင်အသင်းမှာ38ပွဲကစားပြီးတော့12ဂိုးသွင်းပေးခဲ့တယ်ဒါဟာတိုက်စစ်မှုတရားအနေနဲ့ရှိတဲ့ရှိတိုက်တဲ့ဂိုးရည်တယ်လို့ပြောလို့ရတယ်ပိုရီးမီးယားလိမှာစကစားတဲ့နှစ်မှာပဲ12ဂိုးရတယ်ဆိုတာကတော့နည်းတော့မနေဘူးပေါ့နော်အဲဒါကြောင့်မလို့လဲကျွန်တော်တို့ချယ်စီတင်းကိုရောက်လာတယ်ချယ်စီတင်းရဲ့ဂျိန်စာနံပါတ်လို့ပြောလို့ရတယ်ကျောင်းနံပါတ်6ကိုပေးလိုက်တယ် ဆိုတော့ Chelsea team မှာကျွန်တော်တို့သူက Premier League လောလောဆယ်၃ပွဲပဲကစားရပြီးပေါင်ညံတန်ရပေါ့နော် hamstring ညောင်းမလို့သူလက်ရှိနားနေတယ်ဒါပေမဲ့ club ကဘာဖလားမှာတော့သူ tight တင်ခြေစွန်းပြခဲ့တယ်ကိုဖတ်လီမှုလည်းလုတ်ပေးခဲ့တယ်ပေါ့နော်သူရဲ့ playing style ကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်များများကတော့သူကဒီအင်္ဂလန်ရဲ့တကယ် wide attack ဆင်မှုဖြစ်တဲ့ hurricane နဲ့တူရဲလို့ ဟိုတော်တော်များများကမှတ်ချက်ပြုကြတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ तू က long traditional number 9 striker စစ်စစ်ပြ။အခုနောက်ပိုင်းမှာခေစားလာတယ် false 9မဟုတ်ဘူး။ long target man အနေနဲ့ तू ကကစားတယ်။အဲသူ့ရဲ့ Ninja Hawk League ကလည်းဒါဟိုပြောမှုတွေပေါ့နော်။ तू က long က traditional number 9စစ်စစ်ကစားသမားဖြစ်တယ်ပေါ့အဲ့လိုမျိုးကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့သူစီကဂိုးတွေရအောင်ကျွန်တော်တို့မျှော်လင့်လို့ရတယ်ပေါ့နော်ဒါ hurricane ဆိုပြတည်တဲ့အတိုင်းဂိုးတွေတောင်းတတိုင်းနဲ့တွင်းနေသူကသူကစားသမားဘွားမှာ supply တွေရတင်ရတဲ့တော့မရခဲ့တာဆိုတော့ဒီလက်ဘက်ကိုပြန်သွားမယ်ဆိုလို့ရှင်သူက bowling ကောင်းတယ်သူကတိုက်စမှုဆိုမယ်သူလည်းထိုက်တဲ့ dribbling skill ကြီးရှိတယ်ပြီးတော့သူက body structure ကောင်းတယ်ဗျာတွန်းတွန်းတိုက်တဲ့ကစားနိုင်တယ်ပေါ့နော်နောက်တန်းကိုအရှိန်အဟုန်နဲ့ အထိုးပေါက်နိုင်တယ်အဲ့လိုတော့ဘောလုံးနဲ့အတူတူ professor gallery လုပ်တဲ့နေရာတွေမှာလည်းကောင်းတယ်နောက်တန်းတစားသမားတွေကိုမမထန်ထန်တွန်းတွန်းတိုက်တိုက်ကစားဖို့အတွက်လည်းသူ့မှာ physical ability လည်းကောင်းတယ်ပေါ့ပြီးတော့သူကဘောလုံးကိုဟုတ်တဲ့ play လေးတွေလည်းကောင်းတယ်ဘောလုံးကို hold လုပ်ထားပြီးတော့နောက်ကလူတွေနဲ့ပြန်တွဲမယ်အဲ့လိုပြီးတော့ဒီ hurricane နဲ့သူတူတာတကူကခဏကိုလေးကိုလှည့်ပြီးတော့အဲ့တည့်ရမလားဘောပေါက်ကို clamp ကဲမယ်အဲ့အဲ့လိုမျိုးအပိုင်းတွေမှာသူကတော်တော်လေး အဲဟာရီကိန်းနဲ့ဆင်တူတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလက်ကအတွေ့အကြုံကောင်းကောင်းပြေးဝလာမယ်ဆိုလို့ရှိရင်တိုက်စစ်မှာအားထားရမယ်ကစားသမားတယောက်လို့အင်္ဂလန်အသင်းအနေနဲ့လည်းသူ့ကိုရှုမြင်တယ်ပေါ့နော်ချယ်ဆီအသင်းအနေနဲ့လည်းသူ့ကိုမြင်တယ်ချယ်ဆီအသင်းမှာသူကကျွန်တော်မယ်ကိုယူကိုပေးတာလားယူတာလားကျွန်တော်လည်းတော့မသိဘူးဗျာအဲ့တော့ကျွန်တော်မယ်ကိုကကျွန်တော်ချယ်ဆီအသင်းမှာချိန်စာတစ်ခုလို့ဖြစ်နေတာတော်တော်လေးကြာနေပြီပနနာဒိုရက်စ်တော့ဆက်ပြီးတော့ဒီဘက်နောက်ပိုင်းတောက်ရှောက်ပေါ့လူကဘူးတို့ဘာလို့လဲပါတာပေါ့ဗျာဟိုလူကကိုဆိုလို့ရှိရင်သူ့ရဲ့ပြောင်းရွှေ့ကြီးပါညာနဲ့ကြည့်လိုက်မှာဆိုရင်ကျွန်တော်တို့ချယ်ဆီမှာတော်တော်ကွမ်းတယ်လို့ပြောလို့ရတယ် ဒါပေမဲ့ LND လက်ကဒီကစားသမားကြီးเนี่ยမတူတဲ့အချက်တခုလို့ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ pressure အញ្ញမမြင်အောင်ပြောချင်တာကသူ့ရဲ့တောင်းရွှေ့ကြရတယ်နဲတယ်ကအဲ့လိုနဲတဲ့အခါကျတော့သူ့ပေါ်မှာတက်ရောက်တဲ့ pressure အញ្ញကြီးမရှိဘူး။ဒီအဒီမှာဆိုရင် Premier League အသင်းကြီးတွေကို Liverpool တို့ Arsenal တို့ Man U တို့ Chelsea တို့အဲ Spurs တို့အကုန်လုံးမှာတိုက်စစ်မှုအစ်စ်အစ်စ်တွေရောက်လာကြတယ်ပေါ့နော်။အဲ့လိုအစ်စ်အစ်စ်တွေရောက်လာကြတဲ့အခါ tight တဲ့တောင်းရွှေ့ကြီးတွေလည်းပေးချေခဲ့ရတယ်။အဲ့ခါကျတော့သူ့ရဲ့ခြေစုံးကိုအသင်းတော်တော်များများစောင့်ကြည့်ပြီးတော့ ရေဖန်ရတယ်ဆိုတော့လီယန်ဒီလက်ကကြတော့အဲ့ဒီဘောင်ထဲကနေလွတ်နေတယ်ဘာလို့လွတ်နေလဲဆိုတော့သူ့ရဲ့တောင်းရှိကြီးကဘလောက်မှမရှိဘူးညာအဲ့ဒီခါကျတော့ဒီအနေသားဒီလောက်ပဲဆိုရဲအနေသားမျိုးလက်ခံနေလို့ရတယ်အနေသားဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ပြောချင်တာသူ့မှာ pressure အရင်အများကြီးမရှိဘူးအဲ့ဒါကြောင့်မလို့သူဒီ number 4ချိန်သားကိုခြေဖြစ်နိုင်မဲ့အလားလာတော့ရှိသေးတယ်ဘောနော်ပရော်ဒန်ရနေတော့ဒုတိယတစ်ချက်က Enzo Maresca နဲ့သူနဲ့က အတွေ့အပံမိမိတာဖြစ်တယ်။ Enzo Maresca ဘလို့လိုချင်လဲဆိုတော့သူကောင်းကောင်းသိတယ်။ Enzo Maresca နဲ့သူတွဲပြီးတော့ Man City အဲ့ဒီလူငယ်အသင်းမှာကောင်းကောင်းခြေစုံပြခဲ့တယ်။နောက်တစ်ခုကကြတော့ပါမားနဲ့သူငယ်ကကောင်းကောင်းတွဲပြီးတော့ကစားမှုလေ။ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ City Open ကကို City ပြောဦးတာရှိတယ်။တင့်နဲ့တင့်နဲ့ပေါင်းလို့ရှိရင်200တယ်။ဒါကပုံမှန်ပေါ့နော်။အဲ့မှာကျွန်တော်တို့ဒီ strategy နည်းနဲ့ပြောမယ်ဆိုလို့ရှိရင် 1+1 က3ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ Chelsea ကတိုက်စစ်မှု option တွေများစွာရှိရတဲ့အားနဲ့ Lian Dilat ကိုရွေးချယ်လို့ဘာဖြစ်လို့လဲဆိုတော့ Lian Dilat နဲ့ Cooper Ma နဲ့ပေါင်းရင်းပြီး1 + 1 = 3ပေါ့တင်းတဲ့တင်းတဲ့ပေါင်းပြီးတော့3ဖြတ်နိုင်တယ်လို့ဘုတ်ဖွဲ့ယုံကြည်တယ် Azovars ကနဲ့ကောင်းကောင်းအလုပ်လုပ်ပူတဲ့ကစားဘူးတဲ့ကစားသမားဖြစ်တယ်ထို့အတူပါမားနဲ့လည်းကောင်းကောင်းတွဲကစားဘူးတဲ့ကစားသမားဖြစ်တယ် Kitting ကအထက်ခေါ်ထားတယ်ဆိုတော့ဒီပိုင်းလေးတော့နောက်ပိုင်း Morgan Roger ရောက်လာအောင်လားတော့မသိဘူးဆိုလိုချင်တာကသူတို့ရဲ့ တွဲဖက်မှုတွဲဖက်ချိတ်ဆက်မှုအပိုင်းတွေတော်တော်လေးကိုအားကောင်းနေပြီလို့ပြောလို့ရတယ်ဒါကြောင့်မလို့ဒီလီယန်ဒီလက်ဟာတိုက်စစ်မှာအားထားရမယ်လို့သူတို့ယုံကြည်တယ်နောက်တစ်ခုကကျတော့သူက technical ရော physical ရောအားကောင်းတဲ့တိုက်စစ်မှုတယောက်ဖြစ်တယ်တိုက်စစ်မှုတယောက်အနေနဲ့တချို့ကကြတော့ technical အားကောင်းတယ် physical ဘိုင်းမှာဝိတယ်တချို့ကကြတော့ physical တော့အားကောင်းတယ် technical ဘိုင်းကအားနေတယ်သူကြတော့အဲ့လို balance ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော် technical နဲ့ physical နဲ့ balance ဖြစ်တယ်အဲ့လိုဥစားသမားဖြစ်တဲ့ကြောင့်မလို့ အဆင်ပြေမယ်လို့ဘုံပယ်ကယုံကြည်ကြတယ်ပေါ့နော်ကျတော့ LND လက်အနေနဲ့အသက်22နှစ်ပဲရှိသေးတယ်ပရီးမီးယားလိမှာတော့အတွေ့အကြုံလည်းနုနယ်သေးတယ်တရားဒီပဲကစားရသေးတယ်ဒါကလည်း Chelsea နဲ့မဟုတ်ဘူးကျွန်တော်တို့ Ipswich Town နဲ့ပြောချင်တာက Ipswich Town မှာကစားရတယ် PR နဲ့ Chelsea မှာကစားရတယ် PR တော့မတူဘူးဗျာဒီအသီးမှာသူဒဏ်ရာကပြန်ကောင်းလာတဲ့အခါသူဘယ်လောက်ထိအခြေစွန်းပြနိုင်မလဲပေါ့နော်ဘလိုပဲဖြစ်ဖြစ်သူဒဏ်ရာကသာပြန်ကောင်းလာမယ်ဆိုလို့ရှိရင် Chelsea တင်းရဲ့တိုက်စစ်မှာကိုပါမားနဲ့သူနဲ့တွဲဖက်ပြီးတော့အတိုင်းအတာတစ်ခုထိရိုးပြမယ်လို့တော့ မျောလင်းရတယ်ခုချိန်မှာတော့ဘာမှတော့မသိသေးဘူးပေါ့ဆိုတော့သူကတကယ်တမ်းတိုးတက်လာမယ်ကုဘာမနဲ့လည်းအချိန်ဆက်မိပြီးတော့ဘိုးရီရလာမယ်ဆိုလို့ရှိရင်ဘလိုပဲဖြစ်ဖြစ်လီယန်ဒီလက်ကစောင့်ကြည့်ကျင်စရာကောင်းတဲ့ကစားသမားတွေမှာတော့ပါတယ်လက်ရှိချိန်မှာတော့ဒန်ယာရနေတော့သူနဲ့ပတ်သက်ပြီးကျွန်တော်တို့မှပြောဖို့အရန်စောနေသေးတယ်ဘာဖြစ်ဖြစ်အမြန်ဆုံးဒန်ယာကနေပြန်လာနိုင်မှာဆိုလို့လည်းကျွန်တော်ကတော့ဆူတောင်းနေချယ်ဆီသင်းနဲ့ခြေစွန်းပြမယ်လို့လည်းကြုံကြည်မျှော်လင့်နေပါတယ်ရိုးရိုးကလီယန်ဒီလက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကွန်မန့်မှာပါဝင်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ